ကျွန်တော်လက်ရှိချိန်မှာဖုန်းပေါ်မှာဘာပဲလှုပ်လှုပ် Google နဲ့ login မို့ဆိုတာတော်တော်လေးခက်တယ်။နောက်ဆုံး iPhone တွေပါကြီးထားရင်ဆိုတော့မှ Google ကိုဒီအနည်းနဲ့များတော့သုံးနေရတာပဲ။ကျွန်တော်ဒီတစ်ခုခုသိကျင်နေဆိုရင် Google ပေါ်မှာသွားပြီးတော့ရှာရတယ်။နောက်ပြီးတော့ဒီ location တွေပါသိကျင်နေဆိုရင်လည်းဒီ Google Map တွေကိုသုံးရတယ်။နောက်ဆုံး video ပါကြည့်ကျင်နေဆိုရင်တော့မှဒီ Google ရပိုင်နဲ့ YouTube ကိုကျွန်တော်သုံးနေရတယ်။ဒီအလုံးနဲ့ပတ်သက်လာရင်လည်း Google Docs တို့ Gmail တွေဒီလိုဟာမျိုးတွေကျွန်တော်သုံးရတယ်။ နောက်ဆုံးဒီကျွန်တော်လက်ထဲမှာခြင်ထားတဲ့ smartphone တော်တော်များများအောင်မှာဒီ Google ရပိုင်တဲ့ Android system ကိုသုံးနေတာဆိုတော့ကျွန်တော်ဒီနေ့စဉ်ဘဝမှာ Google နဲ့ login mode ဆိုတာကတော်တော်လေးခက်တယ်လို့ပြောရမယ်။အဲ့တော့ဒီနေ့ဗီဒီယိုမှာ Google ကအခုလိုမျိုးအခြေအနေရအောင်ဘယ်လိုမျိုးလုပ်လာလဲဆိုတာကိုပြောပြပေးမယ်။အဲ့တော့ဗီဒီယိုလေးကိုကျွန်တော်တို့စပြီးတော့ကြည့်လိုက်အောင် Yangon Mobile Store အဲ့တော့ Google ကဘယ်လိုမျိုးစပြီးတော့ပေါ်ပေါက်လာခဲ့တာလဲဒီ Google မပေါ်ဝင်1990ပြည့်နှစ်တွေမှာကလူတွေကဒီ internet ပေါ်မှာတခုခုရှာကျင်နေဆိုရင် Yahoo တို့နောက်ပြီးတော့ဒီ Hotbot တို့အဲဒီလိုမျိုးဒီ search engine တွေကိုသုံးပြီးတော့ရှာရတယ်ဒီ search engine တွေရဲ့အလုပ်လုပ်ပုံတော့ရိုးရှင်းတယ်ကျွန်တော်တို့ဒီ internet ပေါ်မှာတခုခုရှာကျင်နေဆိုရင်အဲသူတို့တွေမှာကျွန်တော်တို့ကဒီ keyword တွေတွားပြီးတော့ရိုက်ထည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ရိုက်ထည့်လိုက်တဲ့ keyword များများပါတဲ့ website တွေကိုအပေါ်ဆုံးမှာပြပေးတယ် ဒီလိုမျိုးက user ဘက်ကကြည့်မယ်ဆိုရင်တော်တော်လေးအဆင်မပြေဘူး။အဲဒီ keyword တွေအများကြီးပါပြီးတော့ quality မရှိတဲ့ website တွေအပေါ်မှာပြပေးတာဆိုတော့ကျွန်တော်တို့တကယ်ရှာကျင်တဲ့အကြောင်းအရာတွေကိုလည်းတည်တည်ရှာရှာမသိနိုင်ဘူး။ဒီလိုမျိုးအဆင်မပြေတာတွေဖြည့်ရှင်းဖို့အတွက်1995ခုနှစ်မှာဒီ Stanford Tech Group က Larry Page နဲ့ Sergey Brin ဆိုတဲ့ကျောင်းသားနှစ်ယောက်က Brainrest ဆိုတဲ့ project နဲ့ဒီ search engine ကိုစပြီးတော့ကျင်ညာတယ်။သူရဲ့ search engine ရဲ့အလုပ်လုပ်ပုံကတော့ရိုးရှင်းတယ်ကျွန်တော်အပေါ်မှာပြောခဲ့လို့မျိုးဒီကျွန်တော်တို့ရှာခြင်းတဲ့ keyword များများပါတဲ့ website တွေကိုထိတ်ဆုံးမှမပြပေးတော့မယ်နဲ့တကယ် quality ရှိပြီးတော့အခြား wash page တွေအနေမှာဒီ website တွေကိုပြန်ညွှန်းထားတဲ့ website တွေဆိုရင်သူတို့ကထိတ်ဆုံးမှပြပေးတယ်ဒီလိုမျိုးလုတ်ပေးလိုက်တာကဒီ user တွေဘက်ကကြည့်မယ်ဆိုရင်အင်အားထက်စာရင်ကိုရှာခြင်းတဲ့အကြောင်းအရာတွေကိုလွယ်လွယ်ကူကူလဲရှာလို့ရတယ်။နောက်ပြီးတော့တည်တည်ချာချာဂါဂါနာနာလဲပို့ပြီးတော့သိရတယ်။ဒီလိုမျိုးလုတ်နေရင်လည်းဒီနောက်3နှစ်ကြာ1998လဲရောက်တော့ကျွန်တော်အပေါ်မှာပြောခဲ့တဲ့ဒီလူ2ယောက်ကသူတို့နာမည်ပေးထားတဲ့ဒီ Barrus ရဲ့ project နာမည်ကလူတွေပေါ်မှာတိတ်ပြီးတော့ဆွဲဆောင်မှုမရှိဘူးဆိုပြီးတော့ ဒီနာမည်အသစ် Google ဆိုပြီးတော့ပြောင်းပြီးတော့ပေးလိုက်တယ်။အဲဒီလိုမျိုး Google ကိုဘယ်ကနေစပြီးတော့စဉ်းစားမိတာလဲဆိုတော့အတင်းချဝေါ်ဝါဒါလို့ပဲခေါ်မလားဗောနော်။အဲတင်းချဝေါ်ဝါဒါမှာရှိတဲ့တစ်အနောက်မှာ၃ညအလုံးတရာရှိတဲ့ GOOGOS ဆိုတဲ့ဒီ Google ပဲဗောနော်။အဲ Google ဆိုတဲ့နာမည်ကိုကျွန်တော်ဒီ စကားလုံးလေးနည်းနည်းလေးပြောင်းပြီးတော့ GO GLE ဆိုပြီးတော့ပြောင်းပြီးတော့ Threat Company နာမည်ကိုစပြီးတော့ပေးလိုက်တယ်။ဒီလိုနဲ့1998တီဩဂုတ်လမှာရောက်တော့ဒီ Google ကနေပြီးတော့ဒီအခြားရင်းနှီးမြှုပ်နှံမှုတွေကနေပြီးတော့ဒေါ်လာ3သိန်းလောက်ရပြီးတော့ Google Threat Company ကိုစပြီးတော့တည်ထောင်လိုက်တယ်။ အဲ့တို့ဒီ Google ကုမ္ပဏီကိုစပြီးတော့တီထောင်တော့အဲဒီအခြားကုမ္ပဏီတွေလိုမျိုးပေါ့နော်ဒီရုံးခန်းကခက်ကြီးကြီးကျယ်ကျယ်မဟုတ်ဘဲနဲ့ဒီစင်ချေဖုံးရက်ကွက်မှာရှိတဲ့ဂိုးတောင်တိတိလေးကနေစပြီးတော့ Google ဆိုတဲ့ကုမ္ပဏီကိုစပြီးတော့တီထောင်လိုက်တာပဲ1995လဲရောက်တော့ Google ကဒီအခြားသောယင်းနှိမ့်နယ်သူတွေစီကနေပြီးတော့ဒေါ်လာ25တန်းလောက်ဒီယင်းနှိမ့်နယ်မှုရပြီးတော့တော်တော်လေးအဆင်ပြေလာခဲ့တယ် အဲ့တော့သူတို့ရဲ့ရုံကန်းအောင်လေအရင်လိုမျိုးကိုရောင်တိတိလေးမှမဟုတ်တော့ဘဲနဲ့အခုလက်ရှိအချိန်ထိသူတို့ရဲ့ရုံကျုပ်ဖြစ်တုံးနေသေးတဲ့ဒီကယ်လီဖိုးနီးယားမှာရှိတဲ့ The Google Plus ရဲ့နေရာမှာသူတို့ရဲ့ရုံကျုပ်ကိုပြောင်းပြီးတော့ဖွင့်လိုက်တယ်။အဲ့တော့ဒီအပေါ်မှာပြောခဲ့တဲ့အကြောင်းအရာတွေအကုန်လုံးကဒီ Google ဆိုတဲ့ကုမ္ပဏီကဘယ်ကနေစပြီးတော့ပေါ်ပေါက်ခဲ့လဲဆိုတော့ပြောပြီးသွားပြီဆိုတော့ Google ကဘယ်လိုမျိုးဝင်ငွေတွေရလဲဘယ်ကနေဝင်ငွေရလဲဆိုတော့စပြီးတော့ပြောလိုက်အောင်။အဲ့တော့ Google ကဘယ်ကနေပြီးတော့ဝင်ငွေတွေရလဲ။ ဒါတော့ရှင်းတယ်ပေါ့နော် Google ကကြော်ညာကားတွေရနေပြီးတော့သူတို့ရဲ့အဓိကဝင်ငွေကိုရတယ်ဘယ်လိုမျိုးကြော်ညာလဲဆိုတော့ကျွန်တော်တို့ကဒီ Google Search မှာဒီအကြောင်းအရာတစ်ခုတွားရှာလိုက်တယ်ဆိုရင်အဲ့အကြောင်းအရာနဲ့ပတ်သက်တဲ့ website တစ်ခုကသူတို့ရဲ့ website ကို Google Search ရဲ့အပေါ်ဆုံးမှာပြပေးတာလိုချင်တယ်ဆိုရင် Google ကိုကြော်ညာကပေးရတယ်အဲ့ကြော်ညာကားတွေရတယ် နောက်ပြီးတော့ကျွန်တော်တို့ဒီ YouTube video တွေမှာကြော်ညာထိုးခြင်းနေဆိုရင်လည်း Google ကိုပတ်စံပေးရတယ်။အေးကနေပြီးတော့ Google ကဝင်ငွေတွေရတယ်။ဒီလိုမျိုးကြော်ညာကားနေရနေပြီးတော့ Google ကဒီပတ်စံနေရတယ်ဆိုပေမဲ့ကြော်ညာကအကုန်လုံးမှာတော့ရတာမဟုတ်ဘူး။ခုနကပြောလို့ဒီ Google Search မှာအပေါ်ဆုံးမှာလိုချင်လို့ဒီ website ကိုကြော်ညာတာဆိုရင်တော့ Google ကအကုန်လုံးရတယ်။ဒါပေမဲ့ဒီ website ထဲမှာကြော်ညာရေးထည့်တာတို့နောက်ပြီးတော့ဒီ YouTube video ထဲမှာကြော်ညာရေးထည့်တာတို့ဆိုရင်တော့ Google ကအကုန်လုံးရတာမဟုတ်ဘဲနဲ့ Google နဲ့ဒီ creator တွေနဲ့က တယောက်တစ်ဝက်လို့ပုံစံမျိုးရတယ်ဒါပေမဲ့ဒီ data ကအတိအကျတော့မဟုတ်ဘူးအဲ50 50လည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ဒီ60 40ရတာလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်70 30ရလည်းဖြစ်နိုင်တယ်အဲဒီ data တွေကို Google ဘက်ကအတိအကျထုတ်ပြန်ပေးတာမဟုတ်တော့ကျွန်တော်တို့အတိအကျတော့မသိနိုင်ဘူးနောက်ပြီးတော့ဒီ Google ကပေါ့နော်ဒီ Google ကိုတုံးနေတဲ့ user တွေရဲ့ data တွေကိုအခြားကုမ္ပဏီတို့ရောင်းစားပြီးတော့ဝင်ငွေတွေရတယ်လို့လည်းပြောကြတယ်။ဒါက call လာဟာလာဆိုတော့တကယ်ဟုတ်မဟုတ်တော့မသိနိုင်ဘူး။ ဒါပေမဲ့ကျွန်တော်အမြင်ရဆိုရင်တော့ဒါကတော့ဖြစ်နိုင်တယ်လို့တော့ကျွန်တော်ထင်တယ်။အခုလက်ရှိချိန်မှာတော့ Google ကဒီ company တစ်ခုမဟုတ်တော့ဘဲနဲ့ဒီ Alphabet company ရဲ့ဒီအစိပ်ပိုင်းတစ်ခုလို့ပုံစံမျိုးဖြစ်သွားပြီ။ဒါပေမဲ့ Google ကဒီ Alphabet company ရဲ့အဓိကဝင်ငွေရှာပေးနေတဲ့လမ်းကြောင်းတစ်ခုဖြစ်တော့ဆက်ပြီးတော့ရှိနေတော့မယ်။ဒီ Alphabet company အောက်မှာဆိုရင် Google တခုမဟုတ်တော့ဘဲနဲ့အခြားသောဒီ company ပေါင်းကကျွန်တော်တို့256ခုလောက်ရှိတယ်။အဲ့ဒီ company 256ခုကိုပေါင်းတင်တာပေါင်းတယ်၊ဖြုတ်တင်တာဖြုတ်တယ်။နောက်ပြီးတော့ဒီ Google အောက်ထဲကိုထည့်တင်တဲ့အရာကိုထည့်တယ်။ ဒီလိုမျိုးပုံစံမျိုးနဲ့သူတို့ကသူတို့ရဲ့ဒီ dash empire ကြီးကိုတော်တော်လေးကိုထူထောင်ထားတယ်။အာ Google ရဲ့အောက်မှာဆိုရင်ကျွန်တော်တို့ဒီ Google Search ရှိမယ်။နောက်ပြီးတော့ Google ရဲ့ကြော်ညာ service တွေရှိမယ်။ YouTube ရှိမယ်။နောက်ပြီးတော့ဒီဖုန်းတော်တော်များများမှာသုံးနေတဲ့ Android system ရှိမယ်။ပြောမဲ့တာပြောတာမဟုတ်ဘူးပေါ့နော်။ကျွန်တော်တို့ရဲ့ဒီနေ့စဉ်ဘဝမှာ Google နဲ့ login mode ဆိုတာကတော်တော်လေးမှခက်တဲ့အရာလို့ပြောရမယ်။ဥမာကျွန်တော်ဒီအလုပ်အတွက်ဆိုရင်လည်း Gmail တွေသုံးရတယ်။ Google Docs တွေသုံးရတယ်။ Google Sheet တွေသုံးရတယ်။နောက်ပြီးတော့ Google Drive တွေသုံးရတယ်။ နောက်ပြီးတော့ကျွန်တော်တို့ပေါ့နော်ဒီဗီဒီယိုတွေပါကြည့်နေတယ်ဆိုရင်လည်း YouTube တွေပါတုံးပါတယ်။နောက်ဆုံးပေါ့နော်ဒီပေါ့နော်ဒီအလုံးနဲ့ပတ်သက်တဲ့အကောင့်တွေဖွင့်ပါလား။ဒါမှမဟုတ်ကျွန်တော် entertainment နဲ့ပတ်သက်တဲ့အကောင့်တွေဖွင့်ပါလား။ဘာအကောင့်ပဲဖွင့်ဖွင့် Google ကပိုင်တဲ့ Gmail ကိုကျွန်တော်တုံးကိုတုံးနေရတယ်။ရုပ်ဆော့အဆုံးကျွန်တော်တို့ဒီ Android ဖုန်းတွေနောက်မှာဒီ setup တွေပါလုပ်မယ်ဆိုရင် Google account ထဲမှာ setup လုပ်ရတဲ့အထည်ကို Google ကကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာနက်နက်ရှိုင်းရှိုင်းကိုပါဝင်ပတ်သက်နေတယ်။အဲ့တော့ Google မရှိဘူးဆိုရင်ကျွန်တော်တို့တော်တော်လေးမှခက်ခဲမဲ့အနေထားမှာတော့ရှိတယ်။ အဲ့တော့ Google ကဒီလိုမျိုးအလုပ်တွေပဲလုပ်နေတာလားဆိုတော့မဟုတ်ဘူးသူတို့ရဲ့ဒီအနာဂတ် plan ကဘာလဲဆိုတော့ဒီအခြားကုမ္ပဏီတွေတော်တော်များများလို့ပဲဒီ artificial intelligence လို့ခေါ်တဲ့ AI မှာသူတို့တည်တည်ချာချာလေးကိုဂရုစိုက်နေတယ်ဒါကိုဗမာကြည့်ပြီးတော့သိနိုင်လဲဆိုတော့ Google ရဲ့ Gemini ကိုပဲကြည့်လိုက် အရင်တော့ဒီ Google ရဲ့ Gemini ကဒီ ChatGPT တို့နောက်ပြီးတော့ဒီပေါ့နော် Autopilot ပေါ့နော်အဲ Microsoft ရဲ့ Autopilot AI နေနဲ့ရှင်မဲ့ဆိုရင်အများကြီးမှပြက်ပြန်ခဲ့ရဲဆိုတဲ့အနေအထားမှာရှိတယ်ဒါပေမဲ့အခုလက်ရှိချိန်မှာဆိုရင်အဲ့ဒီလိုမျိုးកောင်းနေတဲ့လက်ရှိချိန်မှာရင်မောင်းတန်းနိုင်နေပြီ ရင်မောင်တန်းနေုံနေမဟုတ်ဘူးပေါ့နော်ဒီအခုမြန်မာစာနဲ့ဒီ AI feature ဘိုင်းနေမှာသုံးမယ်ဆိုရင်တော့မှဒီ Google ရဲ့ Gemini ကအဆင်ပြေဆုံး AI လို့ပြောရမယ်။နောက်ပြီးတော့ဒီအချို့ပေါ့နော်ဒီ up to date ဖြစ်တဲ့ data တွေကို Google ရဲ့ Gemini ကဒီအခြားသော AI နေတဲ့ရှင်ပို့ပြီးတော့ထုတ်ပေးနိုင်တယ်။အဲ့တော့ဒီနေ့ video လေးကဒီ Google ဆိုတဲ့ company ကကျွန်တော်တို့ရဲ့ဒီနေစဉ်ဘဝမှာဘယ်လောက်ထိနက်နက်ဆိုင်ဆိုင်ပါဝင်ပတ်သက်နေလဲနဲ့ဒီ Google ဆိုတဲ့ company ကိုဘယ်လိုမျိုးတည်ထောင်ခဲ့တာလဲဝင်ငွေလမ်းကြောင်းတွေရောဘယ်ရရခဲ့လဲဆိုတာကိုပြောပြပေးတာပဲဖြစ်ပါတယ်။ အဲ့တော့ဒီ view လေးကမိတ်ဆွေတို့အတွက်ကျင်းနေမယ်လို့မျှော်လင့်ပါတယ်ကျွန်တော်တို့နောက်ထပ် video ကိုတွေ့ပါမယ်အားလုံးကျေးဇူးတင်တယ်ကျွန်တော်ခန့်ပါ Yangon Mobile Store